မင်္ဂလာပါအဲ့တော့အထည်ချုပ်ခါလေးဘယ်လိုယူရမလဲဘယ်လိုတောင်းရမလဲအဲ့ဒီမိကုံကတင်တန်းပြီးပြီးသွားချင်းအထည်စားချုပ်မဲ့ကလေးတွေကြောက်ကိုဟိုအရန်ကောင်းစားစီရဲ့မိကုံတစ်ခုပေါ့နော်အဲ့ဒါတစ်ချက်စီမှာလည်းတင်တန်းပြီးသွားရင်ကလေးတိုင်းမေးတယ်အထည်စားချုပ်တော့တစ်ချက်ရေးချုပ်ခါဘယ်လောက်ယူရမလဲအဲ့တော့တော်တော်များများကလေးတွေကကြာတော့လေတစ်ချက်ဘယ်လောက်ယူလဲဆိုရင်မေးပြီးတော့ယူကြယူချင်းကြတယ်ပေါ့နော်ပြီးရင်တို့ကဟောတစ်ချက်ကဒီလောက်ဆိုလို့ရှိရင်ဘယ်လောက် ဒီတို့ကအချင်း9000လောက်အဲ့ဆိုတို့3000လောက်ယူလိုက်မှာဆိုတွေးကြတယ်။ No မဆိုင်ဘူးเนาะကိုတင်ခဲ့တဲ့ဆရာကိုတင်ခဲ့တဲ့ပညာကလည်းတပိုင်းပေါ့เนาะအဲအဲ့ဒါကလည်းတပိုင်းဒါပေမဲ့ကိုပြန်ပြီးတော့ဆိုင်ဖွင့်မယ်ကို service ပေးမယ်ကို customer တွေ ကဘယ်နေပဲမှာအဲဘယ်လောက် level မှာရှိနေလဲကိုကနေမှာလုံမှာလားရန်ကုန်မှာလုံမှာလားကိုရက်ကွက်အနေထားဘယ်လိုလဲပြီးရင်ကိုချုပ်ပေးရမယ်ကို target ထားတဲ့ကို customer ဖြစ်လာမဲ့သူတွေကဘယ် level လောက်လဲသူတို့ဘယ် level တန်းလောက်ကိုချုပ်နေလဲအဲ့ဒါမျိုးလေးကိုတစ်ချက်အရင်လေး research လေးလုပ်လိုက်ပေါ့နော်အဲ့တော့ဆိုပါစို့အဲတမီးတို့ချုပ်ပေးရမဲ့သူက သူတို့အဲ့နေရဲ့ level နဲ့ဥမာအမြင့်ဆုံးလည်းမဟုတ်ဘူးအနိုင်ဆုံးလည်းမဟုတ်တဲ့တန်းတစ်ခုပေါ့သူတို့ပွဲတယ်မျိုးဆိုလို့ရှိရင်သူတို့တစ်စုံနှစ်သိန်းလောက်တမားလဲအချင်းအပ်မယ်ဒါမှမဟုတ်အရင်ပေါ့ပေါ့ပေါ့ပါအာ daily လောက်ဆိုလို့ရှိရင်တစ်စုံကို3000လောက်လူရှိရယ်ကိုကကြတော့ကို တင်လိုက်တဲ့အချိန်မှာကိုတင်ကိုရွေးချယ်ပြီးတက်ထားတဲ့ဆရာရဲ့ level အဲဒီဆရာကကိုပေးလိုက်တဲ့ပညာရဲ့ level ပြီးရင်ကိုကိုယ်တိုင်လိုက်လုံနိုင်တဲ့ကိုရဲ့အထည်ထွက်တဲ့ level ကိုကိုအတိဆုံးဟုတ်တယ်နော်အဲ့တော့ကိုရဲ့ level ကထားပါလို့အလေလက်တန်းတမားကိုမှီနေလားကိုရဲ့အထည်ရုပ်ထွက်ကအဲ့ဒါလည်းတစ်ချက်ကိုကိုသိရမယ်ကိုကိုညာလို့မရအောင်အဲ့တော့အကိုအင်းကြီးထုတ်လိုက်ပြီးကိုပုံလေးရိုက်ကြည့်တဲ့ဟာကကိုရဲ့ပတ်ဝန်းကျင်မှာကိုအဆိုင်သွားဖက်မဲ့ပတ်ဝန်းကျင်ကလူရဲ့အလေလက်တန်းချုပ်နေတဲ့သူရဲ့ရုပ်ထွက်နဲ့ ရှင်လို့ရပြီလားသူချုပ်ခဘလောက်ယူနေလဲ9000လားအဲ့ဒါဆိုရင်ကိုကအစ်စ်လေနော်သူတော့ဒီလောက်ယူနေငါဒီလောက်ယူမှာဆိုတန်းညိပြီးတော့စမယူသင့်ဘူးဒါတချေရဲ့အမြင်နော်ဒီချေအမြင်စမယူသင့်ဘူးအဲ့တော့ तू 9000ယူနေလားကိုကဘလောက်နဲ့လုံနိုင်လဲ3000ခွဲလား4000လားအဲ့လိုနေနဲ့စယူလားအဲ့လိုနဲ့စယူလားကိုဒီအခြေခံဒိန်းလေးဝဲလေးကိုပဲ တတ်မှတ်ရမှာเนาะဥမာရင်မုံရင်စီရိုးရိုးနောက်ခွဲစစ်ကလေးပုံမှန်ဒီလီဝဲကိုပဲတန်းလေးတစ်ခုတတ်မှတ်လိုက်တယ်ပြီးပွဲတယ်ကြရင်ဘယ်လိုယူမလဲဆိုတော့ဆက်ဆံချင်းတော့ကိုယ့်ရဲ့အဲကိုယ့်ရဲ့လောက်အားကိုယ့်ရဲ့ပညာရဲ့ကိုလုံလိုက်ရတဲ့လောက်အားရဲ့အချိန်ရဲ့ဟိုပဲကိုဟိုတက်ပါအောင်เนาะအဲ့တော့ဒီလီဝဲတစ်ထည်ကိုသမီးတို့ကတစ်နေ့လုံးမှာတစုံပြီးတယ်အဲ့တစုံကသမီးတို့3000ခွဲယူနေရဆိုလို့ရှိရင်ပွဲတယ်သမီးတို့ကင်ပေးတယ်အဲ့ပွဲတယ်အတွက်သမီးတို့2ရက်ကုန်သွားလား နော်နှစ်ရက်ကုန်သွားတယ်ဆိုလို့ရှိရင်ဟိုက3000ကျော်ဆိုရင်သူ့ကိုတမီတို့9000မရှိမလားအဲဆက်ဆက်ချင်းမဟုတ်ဘူးကိုကလေပွဲတယ်လေကိုကြီးများများရောက်လာစေချင်တယ်နည်းနည်းလေး9000တော့6000လောက်နဲ့စပြီးလက်ခံလိုက်မယ်ကိုကောင်းကောင်းလေးလုပ်ပေးလိုက်မယ်ကိုဒီပွဲတက်တွေများများကန်ရတဲ့ကစတဒီဇိုင်နာတယောက်ဖြစ်လာအောင်အဲအဲ့လိုမျိုးလေးနဲ့ချိန်စပြီးတော့စပြီးတော့ယူတင်ပါတယ်နော်ပြီးတော့မှကို level ကသူတို့ထက်ကိုမြင့်မြင့်သွားတာလည်းဖြစ်နိုင်တယ်ကိုလုပ်ပေးနိုင်တဲ့ quality ကကို level ပဲဟုတ်ပြီနော်